တရုတ်တိုင်းပြည်က၎င်းဘာသာအုပ်ချုပ်နေတဲ့တရုတ်တိုင်းပြည်ကျောင်းကြီးမှာတရုတ်လူရေး56စင်းကိုထောက်လန်းတွေ့ရှိခဲ့တယ်လို့တရုတ်တိုင်းပြည်ကကွယ်ရေးဝန်ကြီးဌာနကမတ်လ16ရက်နေ့မှာပြောကြားခဲ့ပြီးတရုတ်တိုင်းပြည်သမ္မတလိုင်ချင်းတီကတရုတ်ဟာပြည်ပရန်လိုတဲ့အင်အားလို့ပြောကြားခဲ့ပြီးတဲ့နောက်အောက်တိုဘာမှာတရုတ်လူရေးများကိုစံချိန်တွေအများဆုံးတွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်းယခုလူရေးအများဆုံးတွေ့ရခြင်းဖြစ်တယ်လို့ဆိုပါတယ် တရုတ်ကဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့တရုတ်တိုင်းပြည်ဟာ၎င်းရဲ့ပိုင်နယ်ဖြစ်တယ်လို့ပြောကြားထားပြီး၎င်းကျွန်းကို၎င်းရဲ့ထိန်းချုပ်မှုအောက်သို့ပြန်လည်ထည့်သွင်းရန်အင်အားအသုံးပြုမယ်လို့ချိန်ချောက်ထားပါတယ်။တရုတ်ဟာလူငယ်နှစ်များမှာတရုတ်တိုင်းပြည်အနီးမှာဇက်တိုက်လေယာဉ်များနဲ့ရေတပ်သင်္ဘောများကိုဖျက်ဆီးမှုများပုံမှုလုပ်ဆောင်ခဲ့ပါတယ်။တရုတ်ဟာတရုတ်တိုင်းပြည်ရဲ့ကာကွယ်ရေးအာဏာစီရင်တရှိုးလုပ်ခြင်း၊စိုက်ဘာတိုက်ခိုက်မှုများလုပ်ဆောင်ခြင်း၊သတင်းမှဖျက်ဆီးခြင်းတို့ကိုလုပ်ဆောင်နေရလို့တရုတ်တိုင်းပြည်ကဆွဆွဲထားပါတယ်။ နနက်6နာရီထိ24နာရီအတွင်းလေယာဉ်59စီးတရုတ်စစ်သည်မော9စီးဘူပေါ်နှလုံးနှုတ်ကိုတွေ့ရှိခဲ့တယ်လို့တရုတ်တိုင်းပြည်ကဝေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။တရုတ်တိုင်းပြည်သမ္မတလိုက်ချင်တီအမျိုးသားနေမေခုံပြောကြားတာကိုတုံ့ပြန်မှုဖြစ်တရုတ်ကအကြီးစားစီးရေးလေ့ကျင့်မှုကိုလုံဆောင်ခဲ့ပြီးတဲ့နောက်အော်တိုဝါလာ15ရက်နေ့မှာစံရည်တီလေယာဉ်153စီးကိုတွေ့ရှိခဲ့ပြီးတဲ့နောက်ယခုတရုတ်လေယာဉ်အရေးအတွက်အများဆုံးတွေ့ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့24နှစ်ကြီးမှာထောင်လန်းတွေ့ရှိခဲ့တဲ့လေရင်များနဲ့ပတ်သက်ပြီးပြောကြားရမှာလေရင်54စင်းဟာပိုတဲ့တက်ခရီးကင်းများတွင်ပါဝင်ခဲ့ကြတယ်လို့ဒီဥတိုင်းမီကကွေရေးဝန်ကြီးဌာနကတိကျထုတ်ပြန်ခဲ့ပါတယ်။